People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါ April 10ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့လာရှုံမြို့မှာအများပြည်သူရှိအမှုစီရင်ပြီးကုမြတ်မှု MNDAA ပြုလုပ်တဲ့သတင်းငလင်ဘေးကူညီရေးအတွက်ကုလနဲ့ပေါင်းဆက်ဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းမင်းတပ်နဲ့တီးတယ်မြို့ဘုံကျဲကံရပြီးခလေးငယ်တွေအပါအဝင် အရက်သားတရာစင်တိတ်ဆုံးတဲ့ဖြစ်စဉ်သခိုင်းငလင်ကြီးကြောင့်ပျော်ပွေမြို့နယ်မှာပြည်သူ240ကျော်တိတ်ဆုံးခဲ့တဲ့အခြေအနေဒါရီကိုပြောပြသွားမှာပါ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုတပ်ယူထိန်းချုပ်ထားတဲ့ကိုကန့်တက် MNDAA ကလူအများရှိမှအမှုစီရင်ပြီးတေတံပေးကုမြတ်မှုကိုဒီနေ့ April 10ရက်မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုကြောင့်လာရှုံမြို့ကနေပြန်လည်ဆုတ်ခွာပေးရမယ်လို့သတင်းတွေထွက်လာချိန်မှာပဲ MNDAA ကအများပြည်သူရှိအမှုစီရင်ပြီးတေတံပေးတာပြုလုပ်ခဲ့ပါတယ်။ MNDAA ကထုတ်ပြန်လာတဲ့ဓာတ်ပုံအရအမျိုးသား၈ဦးကို အမှုစီရင်တာတွေ့ရပါတယ်။အမှုစီရင်ခံရသူတွေရဲ့ တဦးချင်းဓာတ်ပုံတွေထုတ်ပြန်ရမှာတော့အမျိုးသားခုနှစ်ဦးရဲ့ဓာတ်ပုံကိုပဲတွေ့ရပါတယ်။ MNDAA ကတရုတ်ဘာသာနဲ့သတင်းထုတ်ပြန်ရမှာအမှုစီရင်ခံရသူတွေဟာလူသတ်မှုခိုးမှုမတိမ်းမှုကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ပါရှိပါတယ်။အမှုစီရင်ပြီးနောက်တေတံပေးခံရသူတွေကိုကွန်မြတ်မဲ့နေရာစီကားတွေနဲ့ခေါ်ဆောင်သွားပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံမှာတော့အလောင်းမြုပ်ဖို့တူးထားတဲ့မြေကျင်းတွေရှိမှာကွန်မြတ်ခံထားရတဲ့အမျိုးသား၅ဦးရဲ့ရုပ်အလောင်းတွေကိုတွေ့ရပါတယ်။ ကုမြတ်ထားတဲ့ရုပ်အလောင်းတွေပေးမှာ MNDAA ရဲတပ်ဖွဲ့ဝင်တွေကိုလည်းတွေ့ရပါတယ်။ MNDAA ဟာသူတို့ထိန်းချုပ်ရာဒေသတွေမှာယာစုဝတ်မှုကျူးလွန်တဲ့သူတွေကိုအမှုကြီးငယ်ပေါ်မူတည်ပြီးတေတံပေးကုမြတ်တာရှိပါတယ်။ပြီးခဲ့တဲ့နှစ်ဧပြီလအတွင်းကိုကန့်ဒေသလောက်ကင်မြို့မှာ ပြည်မှုကျူးလွန်သူ၁၀ဦးကိုအများပြည်သူရှိအမှုစီရင်ပြီးတေတံပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကမြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂယုံ EU က MNDAA ရဲ့တည်တံပေးမှုကိုရှုံချပြီး တေတံပေးတာကိုဆန့်ကျင်ကြောင်းကြေညာချက်ထုတ်ခဲ့တာရှိပါရဲ့ရှင်။ငလင်ဘေးတင်ပြည်သူတွေကိုကူညီပံ့ပိုးပေးရမှာပေါင်းဆက်ဆောင်ရွက်ဖို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့နေပြည်တော်မှာဧပြီ9ရက်မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအနာသိစကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါရယ်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့နိုင်ငံသားရေးဝန်ကြီးဌာနအဆောက်အဦရှိမှကုလအထူးကိုယ်စားလှယ်ဂျူလီဘီရှော့နဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံနေကြပုံကိုအသားပေးဖော်ပြပြီးသတင်းထုတ်ပြန်လာတာဖြစ်ပါရယ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ငလင်ဘေးတင်ပြည်သူတွေကိုကူညီပံ့ပိုးပေးရမှာမြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပေမဲ့အသေးစိတ်အချက်လက်တွေဖော်ပြတာမရှိပါဘူး။ကုလထွေထွေတွင်းရင်မှုချုပ်ကတော့စေလွတ်လိုက်တဲ့အထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းငြိမ်းချမ်းရေးနဲ့နိုင်ငံရေးတွေးဆောင်ဆွေးနွေးမှုတွေဖြစ်ပေါ်လာအောင်ဆွေးနွေးသွားမယ်လို့ဧပြီ3ရက်နေ့ကပြောကြားထားပါတယ်။ ဂျူလီဘီရှော့ရဲ့နေပြည်တော်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးကုလသမဂ္ဂဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ကုလအထူးကိုယ်စားလှယ်ကဒီတစ်ချိန်ခရီးစဉ်ကိုတော့လူသိရှင်ကြားလာရောက်ခဲ့တာဖြစ်ပါတယ်။မြန်မာငလင်ဘေးအတွက်ကုလသမဂ္ဂအနေနဲ့နိုင်ငံတကာကနေကတိပြုငွေကြေးဒေါ်လာ63တန်းနဲ့ကုလသမဂ္ဂရေးပေါ်ရန်ပုံငွေဒေါ်လာ5တန်းကိုအသုံးပြုသွားမယ်လို့သိရပါတယ်ရှင်။ချင်းကြည်နယ်မင်းတပ်နဲ့တီးတိမ်မြို့တို့ကိုစစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခတ်ရာမှာကလေးငယ်တချို့အပါအဝင်12ဦးသေဆုံးပြီး 9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ဧပြီ9ရက်မနေ့ည8နာရီလောက်မှာမင်းတပ်မြို့နယ်နဲ့ည17နာရီလောက်မှာတီးတိမ်မြို့ကိုပေါင်900ဘုံးတွေကျဲချခဲ့တာလို့ဒေသခံတွေပြောပါဗျ။မင်းတပ်မြို့လေကြောင်းတိုက်ခတ်ကြရမှုမှာ6ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ရှစ်လသားအရွယ်ကလေးငယ်နဲ့9နှစ်သားအရွယ်ကလေးငယ်တဦးသက်ကြီးရွယ်အိုး2ဦးမတန်ဆွမ်း2ဦးခရီးရန်ဘာသာရေးဆရာ2ဦးစုစုပေါင်း6ဦးတိတ်ဆုံးခဲ့တာပါ ဒဏ်ရာရသူ၉ဦးထဲမှာလဲတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေပါဝင်တယ်လို့သိရပါဗျ။မင်းတပ်မျိုးဘုံကျဲခံရပြီးနောက်နိုင်ပိုင်းအကြမှာပဲတီးတိမ်မျိုးလဲလေးချောင်းတက်ခိုက်ခံရပြီးကလေး၂ဦးအပါအဝင်၆ဦးသေဆုံးတယ်လို့ဒေသခံသတင်းရှင်းမြစ်ကပြောပါဗျ။လေးချောင်းတက်ခိုက်ခံရမှုကြောင့်ဖျားချောင်းနဲ့နေအိမ်တွေလဲပြက်စီးခဲ့တာပါ။မင်းတပ်မျိုးဟာစစ်ကောင်စီလေးတပ်ရဲ့ပြစ်မှတ်ထားဘုံကျဲတာမကြာခဏခံရတဲ့မျိုးတစ်မျိုးလဲဖြစ်ပါတယ်။မင်းတပ်ကိုချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းသိမ်းယူထားတာ ဖြစ်ပါရဲ့ရှင်။စကိုင်းငလင်ကြီးကျောင်းမတလေးတိုင်းပျော်ပွင့်မြို့နယ်မှာသေဆုံးသူ240ကျော်ရှိတယ်လို့ပျော်ပွင့်မြို့နယ်မိသက်ဦးစီးဌာနကဒီနေ့ထုတ်ပြန်ပါရယ်။အင်အားပြင်းငလင်လှုပ်ခတ်တဲ့မတ်လ28ရက်ကစလို့ငလင်ဘေးကျောင်းပျော်ပွင့်မြို့နယ်မှာသေဆုံးသူအမျိုးသား145ဦးအမျိုးသမီး69ဦးစုစုပေါင်း242ဦးနဲ့ထိခိုက်ဒဏ်ရာရသူ169ဦးရှိတယ်လို့အသိပေးထားပါရယ်။ ရှာပွေကဲဆဲစရာမရှိတော့ပါဘူးပြီးပါပြီ။လလောဆယ်ရေလူတာနဲ့ပြန်လဲထူထောင်ရေးလုပ်နေပါပြီလို့ပျော်ပွေမြို့နယ်မိသက်ဦးစီးဌာနဝန်ထမ်းက People Spring ကိုပြောပါတယ်။ငလင်းကြောင့်ပျော်ပွေကလူစုလူဝေးများတဲ့ဗန်နဲ့ဘာသာရေးအဆောက်အဦတို့ပြိုကျတာကြောင့်လူသေးဆုံးမှုများခဲ့တာလို့ဆိုပါတယ်။စကိုင်းငလင်ကြီးကြောင့်မတလေးတိုင်းအတွင်းရမဲသိန်း၊ကျောက်ဆဲ၊စင့်ကူ၊တဒတ်ဦး၊မိထီလာ၊တာစီနဲ့ဝမ်တွင်းမြို့နယ်တို့မှာလည်းတေဆုံးသူစုစုပေါင်းထောင်နဲ့ချီရှိပါရယ် ဧပြီ9ရက်မနေ့ကအထိငလင်းကြောင့်သေဆုံးသူ3649ဦးဒဏ်ရာရသူ9018ဦးနဲ့ပျောက်ဆုံးသူ145ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်ကောင်စီကငလင်းကြီးနောက်ဆက်တွဲရှာဖွေကယ်ဆယ်ရေးကိုအချိန်မီမလုပ်နိုင်လို့သေဆုံးသူဦးရေများပြခဲ့တာဆိုတဲ့ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။စစ်ကောင်စီအခြေစိုက်တဲ့နေပြည်တော်မှာတောင်ပြိုကျပျက်စီးနေတဲ့ဝန်တန်းအင်အားတွေအောက်ပိတ်မိသေဆုံးနေတဲ့ရုပ်အလောင်းတွေကိုမထုတ်နိုင်သေးလို့ အနက်အသက်ဆိုးရွားနေကြောင်းဝန်ထမ်းတချို့ကအသိပေးပြောဆိုထားပါတယ်ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။